အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆီယာမိုင်းခင်ဆန်းမွန်ရဲ့တန်နှည့်အီတဖက်ကမ်းမှာဆိုရဲဝိထုရှိကို အခန်းဆက်ဖတ်ပြပေးနေတာအပိုင်း9 73ပိုင်းပဲဖြစ်ပါတယ်ရှင်ဆီယာဝန်လေးယောက်ခေါ်လာပြီးသီလရှင်ဝိပေးစင်ကလေးက ဆရာကြီးတခုခုကိုကြိုတွေးမိဖို့ကောင်းတယ်။ဖြစ်ရောဖြစ်စင်မဟုတ်တာကိုလည်းသတိပြုမိဖို့ကောင်းတယ်။ဒါပေမဲ့လေလူတွေတလောက်မိုင်းမဲကြလိမ့်မယ်လို့ကြုံမထင်ခဲ့ဘူး။တကြံတွင်ဒုံလဘအနေနဲ့သီလရှင်ဝတ္တာအပျော်သဘောနဲ့သီလရှင်ဝတ္တာလောကီအကျိုးစီးပွားအတွက်ယရိယာတခုအနေနဲ့သီလရှင်ဝတ်ကြတာဘဝရဲ့ထွက်ပေါက်တခုလို့သဘောထားပြီးသီလရှင်ဝတ်ကြတာဆရာကြီးကြုံတွေ့ဘူးပါတယ်။ ကြာဘူးမြင်ဘူးနေပါတယ်ဝိထုတွေရုပ်ရှင်တွေမှာလင်ပစ်သားပစ်ခံရတဲ့မေဒုက္ခတွေမေတီလာလောက်ကြအကျုံမြင်နေတာပဲပြောရှင်နေဘိက္ခုနီဖြစ်ခွင့်မရလို့တီလာရှင်ဝင့်နေရတဲ့ဆရာကြီးအနေနဲ့ဒီလောက်ရမျိုးကိုသဘောမတူဘူးသာသနာကိုဇရက်လို့သဘောမထားကြစေချင်ဘူးဒါဟာညှဉ်းနှွမ်းမှုရဲ့အစရဲတင်လိုက်ကြတာတန်တရာကိုမှမချက်မလက်ယောဂဝေဒနာစိုးက တတလူတတညာပို့ထားเสียရှားသလားဒကမလေးတို့ရဲ့မဟုတ်မဟုတ်မဟုတ်လို့တာတွင်တွင်ငင်းငင်းခေါင်းကိုတအားရမ်းပြစ်မိတယ်ပြီးတော့မရဲ့တီလာရှင်ဟာဖူဆရာကြီးပြောတယ်လို့မဟုတ်ဘူးသူ့ဆန္ဒအလျောက်တီလာရှင်ဖြစ်ချင်လို့ဝတ်တာဒီပြည်တော်တို့ကကူညီတာပါသူ့မှာယောဂဝေဒနာရှိရင်သူ့ကိုကျမတောင်းဝင်ယူနိုင်ပါတယ်တီးခဲရင်သူဒီလိုတောင်လွယ်လွယ်ကူကူယောဂမလွှမ်းစေရဘူးမတီးကြလို့ ဖျားရလွယ်ပြီးဘသူမှကြိုတင်မသိနိုင်တဲ့ကိစ္စမျိုးခုလိုဖြစ်ရတာပါမြုံမာဆရာကြီးသူ့ရဲ့ဖြူစင်တဲ့ကိုချင်းတိတ်ခါတော့တပြည့်တော်ယုံတယ်တိတယ်သူ့မှာဒီဝေဒနာဘလို့ဆွဲကက်လာရတယ်ဆိုတာမသိရသေးပေမဲ့သူ့ကိုချင်းတရားကြောင့်တော့မဟုတ်နိုင်ဘူးတပြည့်တော်ဟာဆရာဝန်ပါသူဟာအဖြူစင်တယောက်ဆိုတာတပြည့်တော်သိပါတယ်ဒီယောဂါမိန်းစားတွေလူပွေလူရှောက်တွေမှသာဖြစ်တဲ့ယောဂါမဟုတ်တော့ပါဘူးကြောင်မတ်ဖွဲအရှိန်ဟုန်နဲ့အစင်းစင်ကူးဆက်ရာအခုလိုမရှိတဲ့နဲ့နဲ့ပဲအထိရောက်ရှိသွားရတာ တပီတော့စိတ်မချမ်းမြေပါဘူးဆရာဝန်တယောက်နေနဲ့ရောမြမလူမျိုးတယောက်နေနဲ့ရောဗုဒ္ဓဘာသာဝင်တယောက်နေနဲ့ရောတပီတော့ကိုယ်တိုင်ယူကျုံးမြဖြစ်ရပါတယ်ဆရာကြီးရေစကားပြောရင်ကရွယ်ပါပဲတတွေတွေစီးကြလာတဲ့မျက်ရည်တွေနဲ့ရှိုက်တန်းတွေကြောင့်ဆရာကြီးစိတ်ပြေသွားဟန်တူပါတယ်ကဲကဲဆရာကြီးခွင့်ပြုပါတယ်တက္ကမလေးတို့ဝတ္တရားရှိတဲ့အတိုင်းဆောင်ရွက်ကြပါဆရာကြီးစကားမှိုင်းလေတီးခံပါ อืมတောကပရိဒေဝဒုက္ခဒေါမနတသူပါယတာတံပိုတိကေတရီကထောလိုက်တယ်ကိုပိုင်ဆိုကတော့အားလုံးဆင်သင့်ပြင်ပြီးကေတရီကိုစောင့်နေတယ်တဝေဟာအိယာထဲမှာပဲလဲလျောင်းနေပြီမဲ့အိယာကနုံနေပုံရပါတယ်ညက်လုံးဟာပွင့်ပြီးကေတရီကိုကြည့်တယ်တဝေနေတာရဲ့လားဟင်တော့အထိပ္ပယ်မဲမိမိတယ်သူဟာကေတရီကိုအာတင်းပြီးပြုံးပြနှုတ်ဆက်တယ် နေတာပါတယ်။ကောင်းသွားမှာပါ။ကေဒရီကိုပြန်ပြီးအဘိစကားပြောနေသေးရဲ့။လေတန်ကတော့တိုးတက်တက်ပါ။ကိုတော့ဆရာလေးကိုစီအောင်တင်မလို့ပြောတော့တိတယ်တဲ့။ကဲဒါပြန်သွားစို့ဆိုပြီးသူ့ကိုပွင့်မယ်လုံးမှာ။သူကအဲ့ရကနေသူ့ဘာသာသူထားပေါ်အတင်းစူးစားရှာတယ်။ကေဒရီကအကူညီတော့မှသူထိုင်နိုင်တယ်။ဖျားစင်တဲ့ဆရာကြီးကိုလှမ်းမိကြတော့တယ်။ဆရာလေးကိုတပည့်တော်ပွေသွားပါရစေနော်။ ကိုပိုင်စိုးကပြောတော့သူအာနာနေပြီမဲ့ခေါင်းငိမ့်နေကေသရီကသူ့ပစ္စည်းထုတ်ကလေးကိုယူပြီးထားတယ်ဖျားဆောင်အထွတ်မှာတိနာရှင်ဆရာကြီးကဒကမလေးရောဆရာလေးမတုံတရီရောနှစ်ယောက်လုံးအတွက်ဆရာကြီးတို့မေတ္တာပို့ပေးနေပါမယ်တုံတရီအတွက်ညကြရင်တိလာရှင်အားလုံးပရိတ်တရားရွတ်ဆိုကြမယ်မှန်းပြီးအာယုံပြုတ်နော်သမီးအနာလိုက်ပြီးတတူတူပြောရှာတယ် ကိုပိုင်ဆိုတာဆရာကြီးနဲ့တဝေကိုမျက်နှာချင်းဆိုင်ခွင့်ရအောင်လှည့်ပြီးတော့တဝေကဆရာကြီးကိုလှုပ်ချင်းပြီးတင်ပါလို့လေတန်းနဲ့ပြန်ပြောရှာတယ်။သီလာဝေပုံလာကအထွက်လန်းတစ်လျှောက်စီတမ်းပြီးရက်နေကြတဲ့သီလာရှင်တွေဟာစုတောင်းမြတ်တာစာကိုညီညီညာညာရုပ်ဆိုနေကြတယ်။သူတို့ဟာသီလာရှင်မတ်တုံတုံတရီကိုရီမှန်းပြီးလှုပ်ချီထားကြတယ်။မျက်ရည်ချနေတဲ့သီလာရှင်ကိုလည်းရင်းနှီးစပွဲတွေ့ရတယ်။ K3 ရဲ့ရှင်ကမမမမရက်ပြီးရာရာကို K3 ကိုစားရင်ဆိုင်ပြီးမယ်ဆိုတော့ဆုံးဖြတ်ချက်များကိုပိုင်ဆိုးချထားသလားမသိပါဘူး။တပ်ဝေကိုစီအောင်တင်တော့ကိုပိုင်ဆိုးဟာ K3 ကိုကားထဲမှာပဲနေခဲ့ခိုင်းပါတယ်။ K3 ညှင်းဆက်ပြီးမယ်မရပါဘူး။သူ့ကိုဒေါက်တာလှဆိုးနဲ့ခင်မင်းရင်းနှီးသူဒုနာဖြစ်များကိုညီနဲ့လုံလောက်တဲ့အကြောင်းပြောပြီးဆရာလေးကိုလူနာတင်လှဲနဲ့ခေါ်သွားပါတယ်။ဟုတ်ပါတယ်လေ။ဘသူမှမမြင်မတွေ့ချင်ကြတဲ့လူနာဆောင်တဲ့အထိမလိုအပ်ပဲဘာဖြစ်လို့လိုက်နေတော့မှလဲ။ ကေဒရီနေရခဲ့ပါတယ်။သူပြန်လာမှအဆောင်နဲ့ကဒင်းနံပါတ်ကိုမိထားရတယ်။သူ့အတွက်ကေတော့ဗားဆေးတွေဝယ်ပေးရမလဲပိုင်စို။နမိုနီးယားအတွက်ဆေးကတော့ဆေးရုံမှာအဆင်သင့်ရှိတယ်။ကျန်တာတော့ဝယ်ရမလားမသိသေးဘူး။မနေ့ပြန်ဆရာဝန်ကြီးနဲ့တွေ့မှသိရမယ်။ AIDS အတွက်ပျောက်တဲ့ဆေးရှိပြီလား။ကေဒရီရောသူကအံ့ဩတဲ့ပုံစံနဲ့လှည့်ကြည့်တယ်။ပျောက်တဲ့ဆေးမရှိတာကေဒရီသိပါတယ်။ဒါပေမဲ့ အပတ်မတည်အောင်တားထားနိုင်တဲ့ဆေးတွေမှန်တမ်းဆေးတွေရှိတယ်လို့ကေသရီဖတ်ပူးတယ်။ကိုထရီမတ်ဆက်ဆိုတို့မက်ထရိုနိုက်တိုဆိုတို့ဟာ standard drug တွေလို့မှတ်ထားပူးတယ်။ကိုပိုင်ဆိုကပြောပါတယ်။ဇီရိုပတင်းဆိုတဲ့ဆေးတော့ကြားပူးတယ်။ ezd ဆိုတာလား။ဟုတ်တယ်။ဆေးတစ်ပတ်စာကိုမြန်မာငွေနဲ့၄သိန်းလောက်ကြမယ်။ American ဆိုရတောင်သူ့လူနာတွေအတွက် AZD မတုံးနိုင်သေးဘူး DDL တို့ EDC တို့တော့ရှိတယ်။ဒါလည်းမတွင်ကျဲသေးပါဘူး K ရဲ့။မရှိဘူးဆိုပါတော့။ Kidri ရဲ့ဝမ်ပတ်တနေလေးတောင်သူစိတ်ထိခိုက်သွားတယ်။ကိုတကယ်စိတ်မကောင်းဘူးဆိုတာယုံပါ K ။မပြောမဟုတ်ပါဘူး။ K ယုံပါတယ်။အခုချိန်မျိုး K နာမှာသူရှိတာ K အလွန်အားရှိပါတယ်။ကျေးဇူးလည်းတင်ပါတယ်။ K ကျေးဇူးတင်လက်စာနဲ့ဆက်တင်ရအောင် တခုခုတွားဆကြမယ်။ K မနေ့ကတည်းကအခုထိရေတစ်ခွက်တောင်မတော့ရသေးဘူးမဟုတ်လား။ ကိုပိုင်စိုးစားပါကေလိုက်ခင်မယ်ကေတော့ဘာမှစားချင်စိတ်မရှိဘူးဒါဖြင့်အိမ်ပြန်မလားကိုလိုက်ခင်မယ်အိမ်ပြန်ရရင်လည်းအဖေကိုမြင်ပြီးကေတရီ စိတ်ထိခိုက်အောင်မယ်ဒါပေမဲ့အကောင်းဆုံးကအိမ်ပြန်တာပါပဲနားလဲနားချင်တယ်စိတ်ကိုလှုပ်ပြီးစဉ်းစားနေချင်တယ်ဖြစ်နိုင်ရင်တယောက်တည်းအကြာကြီးနားလိုက်ချင်တယ် ငငယ်ကပျော်စရာကောင်းခဲ့တဲ့ဖြစ်ပျက်တွေရုပ်ရှင်ဇာတ်လမ်းတွေရောပြာကတ်တွန်းတွေအကြောင်းတွေးနေလိုက်တယ်။ဘလောက်ပဲရည်စရာကောင်းတဲ့ဖြစ်ပျက်ဖြစ်ပါစေကိုမြည်ရအောင်။ရုပ်ရှင်တွေစာတွေဆိုရင်အစလောက်ပဲပေါ်လာပြီးညီငွေစရာကောင်းသွားတယ်။ဘလောက်ပေါ်ရှက်တဲ့ရာကိုမှတွေးလို့မရဘူး။သေခြင်းတရားခုခံအားကြာစင်မှုယောဂါအတွေးတွေဟာဒီနယ်ထဲကိုပဲစီဝင်နေတယ်။တိတ်ချင်ရတဲ့တငယ်ချင်းတော်ဝေးဟာမကြခင်မှာသူခင်တွေ့တဲ့ဒေတာမဟုတ် ုံခင်တွေတဲ့လောကကြီးကိုကြောခိုင်းသွားတော့မှာပါ။သူရဲ့ရုပ်လက္ခဏာကိုမြင်ုံနေ။တာမန်လူတွေတောင်တွေးချင်းကြည့်လို့ရတဲ့အချိန်လေးပါ။ဈေးပညာနဲ့သိပ္ပံနဲ့မှအနည်းများပေးမယ်။ကေဒရီဟာဗုဒ္ဓဘာသာပါ။အထူးပြုပြီးလေလာလိုက်စားခွင့်များခဲ့လို့ဘဟုတုတနေတာမှန်ပါတယ်။ဒါပေမဲ့ကေဒရီကံကိုယုံနေ။ကုသိုလ်နဲ့အကုသိုလ်ကိုယုံနေ။ကောင်းတာလုပ်တဲ့လူဟာကောင်းတာဖြစ်ရမယ်။မဖြစ်သေးရင်ခဏစားတဘောအားစားဖြစ်တော်ဖြစ်ရမယ်ဒီလိုနားလဲခဲ့တယ် ခုတဝေကိုဖိစီနေဆက်ပြီးလူဘွားတွေကအပြီးနှုတ်ထုတ်တော်မဲ့ယောဂဝိနာဆိုကြီးဟာဘဲကလာတာလေဘဲကန်ရဲ့အကံမဖလားလေအတွေးတွေပြန်လင်းခြင်းတိုင်းပြန်လင်းပြီးတဲ့နောက်မှာကေသရီစိတ်ငြိမ်စားပြူလာတယ်တဝေမသေးသေးပါဘူးအခွင့်အရေးရှိနေတဲ့လူသားတယောက်ဘွားမှာယက်တီနေပါသေးတယ်ကေသရီကေသရီသူ့ကိုအတန်နိုင်ဆုံးခဲ့တင်မယ်တငယ်ချင်းတဝေရဲ့ကိရင်ထဲမှာရှိနေတဲ့မိခွန်းလေးကိုမေးဖို့နေနေတတ်တာတွေးတာမတွေးရဘူးကွယ် လူသားတွေရဲ့ကိုယ်ခံအားစနစ်ကိုချေမှုန်းပြစ်မဲ့ရွှေရောင်ဝိုင်းဆက်ဆက်ဗိုင်းရပ်စ်ပိုးတွေဟာတဝေရဲ့အတွေးထဲကိုဗဲလန်းကဝင်လာကြတာလေစဉ်းစားစရာရှိသမျှအမြန်တမ်းပြီးစဉ်းစားနေစဲမှာ နားထဲကိုအတန်တန်ဝင်ရောက်လာတယ်ကိုပိုင်ဆိုပြောတဲ့စကားတကွအန်ကတကယ်မူးတာပဲအရာပေါ်တဲတွင်ပေးလို့ကိုကိုပြောပုံကကျေးဇူးတင်ပါတယ်တဝေရဲ့တယ်ကျေးဇူးတင်ပါတယ်တဝေရဲ့တဝေရဲ့အဖေတို့ကတဝေကိုဘာလို့ရောင်ရမ်းရတာလဲ ဖျားဖျားကေသရီတည်ရမှာဖြစ်မယ်အမှန်တရားကိုရင်ဆိုင်လက်စားနဲ့ဆက်ပြီးရင်ဆိုင်မယ်ကေသရီရဲ့အတွင်းဟာမြူတဲဖြစ်နေရင်ထဲမှာပုံဆောင်ခဲတခုလို့တသက်လုံးအစွဲမခံနိုင်ဘူးအေယာဘောကဆက်ကနေထားလိုက်တယ်အော်ညပါလားအခုချိန်မှာသူဘာလုံးနေမလဲဘာတွေးနေမလဲကေသရီကနေရာချီလာကိုစောင့်နေတယ်တီလာဝေပုံလားဆရာလေးများကမတ်တုံတွေအတွက်ပရိတ်တော်များရွှေစုံနေကြပြီတော့ဝေပါတွေတွင်းနေမယ်တီချင်လိုက်တာ ထူနာပြုဆရာမအတန်တန်တားမြင့်တဲ့ကြားကနှာခေါင်းစီးကိုကေသရီဖြုတ်လိုက်တယ်။သူကေသရီကိုအလဲတကူမှတ်မိစေချင်တာရဲ့။သူ့ကိုအခုချိန်ထိကေသရီချစ်ခင်နေတယ်ဆိုတာသူသိစေချင်တာရဲ့။လူသားဆန်နဲ့အားပေးနှစ်သိမ့်မှုရစေချင်တာရဲ့ကြောင့်ကာထားတဲ့အကရမှန်သမျှဖဲလိုက်မိတာပါ။ညနာကို HIV ကလီထဲကတစင်ကူးဆက်တတ်တယ်လို့ဘယ်မှမှမတွေ့ဘူးသေးပါဘူး။သူဟာရိုးပြပြိုင်လက်တစ်ဖက်ကိုရင်ပတ်ပေါ်မှာလက်အုပ်ချီသလိုတင်ထားတယ်။ မျက်လုံးများပွင့်နေပေမဲ့မြင်မမြင်မသိချပါဘူးနှာခမ်းကတလုံးလုံးနဲ့တစုံတစ်ခုကိုရုပ်ဆုံနေသလိုထင်လို့နားကပ်ပြီးနားထောင်လိုက်တယ်ဖះရှိကိုနေတာပါလားတဝေလို့သူ့နာနာကပ်ပြီးတူတူခေါ်လိုက်တယ်သူ့မျက်လုံးရဲ့ဖြေလျာမှုကြောင့်သူသတိရနေမှန်းကိတ္တိသိရတယ်ပြီးတော့သူ့နှုတ်ကကိတ္တိလားလို့မေးတမ်းကြရတယ်အတန်တိုးပင်မဲ့ပြပီတတမို့ကိတ္တိဝန်တာလိုက်တာ ညာအိပ်ပျော်ရလာတော့ဝင်လိုမီတော့ကောင်းခါတယ်မအိပ်ဘူးညာကဖះရှင်ကြွလာလို့ကေတိရင်ထဲမှာဝမ်းသာရမလားဝမ်းနေရမလားမသိနိုင်လားအောင်ခန်းစားလိုက်ရတယ်တော့ဝင်သတိရတယ်နော်ရပါတယ်ဟိုးရင်ကကေတို့စီခန်းခွင့်တဲ့အကြောင်းနေရောမှတ်မိလားမှတ်မိပါတယ်တော့ဝင်ခုဖះရောက်နေလဲသိလားစီးယုံလေးကေတိကျဉ်းတတ်မိပါတယ် တတိမချွတ်ရင်နာကိုကေသရီအားရှိမိတယ်။သူကပြန်မိတဲ့အခါမှာကေသရီအတော်တုံ့လောက်ရပါတယ်။တဝီ EINDS ဖြစ်နေတာဆိုဘသူပြောလဲ။ဘသူကပြောလဲ။အနာကလူနာတွေပြောတယ်ကြားရလို့ပါ။မညာပါနဲ့ကေသရီ။ကေသရီစိတ်တော်တော်ထိခိုက်မိတယ်။သူမှစီခံတွေးကြုံရှိတော့ပိုစတာတွေစာရွက်စာတမ်းတွေတွေးဖူးဖတ်ဖူးနေသူမို့။သူတော်တော်ခံစားရမှာတွေးပြီးရင်နာမိတယ်။ ကေသွေတက်ပြင်းချတော့သူမျက်စိမိတ်လိုက်တယ်။တဝေကိုကေသွေတခုမေးမယ်ဖြေမလား။မေးပါ။ဒီရောဂါဘယ်ဟာရတယ်လို့တဝေထင်တယ်လေ။ကေသွေရဲ့မေးခွန်းဟာရက်ဆက်ပါတယ်။ဒါပေမဲ့ကေသွေရဲ့ဘဝအတွက်အလွန်ရေးကြီးတဲ့မေးခွန်းမမေးရခြင်းမှာသူဟာမျက်လုံးကိုပြန်မခွင့်ပါဘူး။အကြိုက်နေမှာစကားသံထွက်ပေါ်လာတယ်။ ရီရဲ့ကိုမအပေါက်တွေအများကြီးပါအဲ့ဒီကိုခန္ဓာကိုကာကွယ်ဖို့စိတ်တစ်ခုပဲတက်နိုင်နေကြသတည်းအဲ့ဒီစိတ်ကလည်းနူးညံ့နေလွင့်မျောတယ်ထိမ့်ချုပ်ရခတ်တယ်စိတ်ကိုကာကွယ်ထားတာက ကိုကျင့်တရားလေကိုကျင့်တရားပြည့်ရင်စိတ်မလုံခြုံတော့ဘူးစိတ်တက်ကမလုံခြုံတဲ့အတွက်ခန္ဓာကိုယ်မှာဘာခုခံစွမ်းအားမှမရှိတော့ဘူးပေါ့ AIDS ဆိုတာအသေးဖွဲပါယောဂန်ရကတ်တစ်ခုလုံးရောက်လာလဲမစမ်းပါဘူးကေရေကိုတီးခဲနိုင်ပါတယ်ကိုကိုကျင့်တရားတတိုင်းကြီးအဲ့ရထင်ခဲ့ဘူးတယ်ဒါကြောင့်ကိုစိတ်ဟာတချိန်ပျက်စီးသွားခဲ့တယ်တချိန်တည်းပါခဏလေးပါ ကိုခန္ဓာကိုယ်ထဲကိုယောဂပိုးဝင်လာဖို့ လုံလောက်တဲ့တခဏလေးပါအဓိကတရားခန့်ဟာကိုကိုကျင့်တရားပါစကားပြောရင်မောလျပင်ပန်းစွာသူ့အသက်ရှူနေရတယ်ပြီးတော့သူ့မိန်နေတယ်သူ့ကိုကြည့်ပြီးကေသရီစွန့်နေလာမိတယ်တဝေးကေပြန်မယ်နော်တတားလေးခေါင်းငိမ့်လိုက်တာမြင်နေခန္ဓာရထွက်မှာစိတ်ထဲကရင်ရွတ်မိလိုက်တယ်ကျေးဇူးတင်ပါတယ်တဝေးရေကေသရီမျက်စိတွေကျိမ့်ဆက်နေတယ် ညာအိပ်ပြတ်တာပြင်မျက်ရည်ကပြက်နေတော့ပြေးနေတော့အမြင်မပြီးတော့ဘူးကားကိုမိပြီးရက်ဆောင်နေတဲ့ကိုပိုင်စိုးကိုမြင်လိုက်ရတယ်သူမနဲ့အစော်ကြီးစီယုံကိုဘာလာလောက်ပါလဲလို့တွေးမိပြီးမှကေသရီနောက်လိုက်လာမှန်းသိလိုက်တယ်တသက်မှာတစ်ကြိမ်ပေါ်ဖူးတဲ့စိတ်နဲ့ကိုပိုင်စိုးရဲ့လက်မောင်းတစ်ဖက်ကို깟လိုက်မိတယ်အာကိုမိခိုလိုတဲ့စိတ်ပါသူ့ခုံးပေါ်မှာနဖူးတင်ပြီးရှာကြီးတငင်ကိုချလိုက်ပါတယ် ်သာတိမ်မွေ့သောခေါ်တန်သည်ဆန်းအလျင်ပမာအစင်တန်းလျက်နှလုံးနှံရ၌ရင်ခုန်တန်စည်းကျက်နှင့်အညီပဲ့တင်လျက်အာရပါရအသက်ရှူလိုက်တိုင်းရင်၌ဆူရှသည့်အနာရောဂါသည်ယခုမရှိတော့သို့သောအာပါတရအသက်ရှူရင်ရင်ကိုပင့်ချိနိုင်သည့်ခွန်အားလည်းမရှိတော့ဝေဒနာဟုသမျှကို မခံစားရ ။ဆာလောင်မွတ်သိမ့်ချင်းလဲမရှိတော့သဖြင့်တောင်းတစိတ်မပေါ။နနဲ့ဦးဤရှေ့ပြေးရောင်ကြီးကို မြင်ရသည်။စင်းကြင်ဤတစ်ဖက်မှတရွေ့ရွေ့ကြွာလှမ်းသွားကြကုန်မူသောခြေတံဖွက်ဖွားတို့သည်တဆတဆဝေးသွား၏။ကလေးမထား၍လွတ်လပ်ပေါ်ပါစွာပြေးလိုက်သွားခြင်းသည် ဖေယားကျမကိုမထားရပါနဲ့ဟုအတန်ကုန်ဟစ်အော်၍ပြေးလိုက်သွားခြင်းမိသည်မိမိရင်ကိုအင်းအားတရကတင်းကျက်လေးပင်စွာဖိထားသည်တစုံတယောက်က ဝင်လေထွက်လေကိုမှတ်ရန်တတိပေးနေသည်လွှာကိုဖြတ်တိုက်သောယောက်ျားသည်လွှာသွားကိုလိုက်၍မရှုဘဲလျက်လွှာသွားထိရှာရ၌သာစိတ်ကိုထား၍ကြည်၍ လွာသွားကို အကုန်ထင်ရှားမြင်ရပြီးတကယ်သို့ထို့အတူနှာခေါင်းဘဝ၌သာလျှင်စိတ်ကိုထား၍တတိတညာဖြင့်တည်၍မှတ်မိ၍သာလျှင်ဝင်စီထွက်စီ၍အသက်ရှူရန်တစုံတစ်ယောက်ကတင် जा ပေးခဲ့သည်မိမိနေမကောင်းဖြစ်ခဲ့သောတစ်ချိန်ကမိမိခေါင်းရင်းမှထိုင်၍တကမာလီဖះအောင်အာယုံပြုနေကောင်းအောင်နေနော် ဟိုတစုံတယောက်ကမိန်ခဲ့ဘူးပါသည်တက်ဝေအာမလျှော့နဲ့ဟိုတစုံတယောက်ကနှစ်သိမ့်ခဲ့ပါသည် ပြန်လာခဲ့ပါသမီးရဲ့ဒိုသားမိတွေအရင်ကလိုပျော့ပျော့ပါပါပြန်နေကြရအောင်ဟိုတစုံတယောက်က အမှားပြုသည်ဆရာလေးနေကောင်းရင်တီလာပုတ်တလာမှာပဲပြန်ပြီးတရင်သုံးပါနော် ဟုတ်တဆောင်တယောက်က ဖိတ်ခေါ်ခဲ့သည်နေမေစာတလှဲ့လောက်ပိုကဝင်ဆွဲပေးပါလားဝေကျွေးမကုံသေးခင်မတော့မိခဲလေးတစ်ပိုင်းလောက်ပေးပါခိုင်းတော့တက်ဝေအချစ်စမ်းခြင်းစမ်းမစမ်းခြင်းနေဥို့ပို့ပေးတဆောင်တယောက်တဆောင်တယောက်တဆောင်တယောက်များ အာယုံ၌မထင်တော်သောတညာမဲအရေးအတန်များမျက်လုံးကိုအားကုန်ဖွင့်တော်လဲပွင့်သည် ဆိုယုံသာမြင်ရသည် အလင်းရောင်ဤဆူးရှသောမြားနယ်တို့ကမျက်လုံးကိုစူးဝင်သည်ဇင်းကြံတကားသည် ပိတ်လျက်တင်းတင်းစစ်စစ်ပိတ်လျက်လေကောင်းလေတတ်မဝင်ခြင်းထဲ လေညစ်လေဆိုးတို့မထွက်စေခြင်းကကဘာလောကနှင့်ဘလူးစီလူစီချားလိုက်တော်တကားတကားဝမှာမျက်လုံးအစုံကိုမြင်သည် ထိုနောက်မျက်နှာကိုမြင်သည်အမှတ်တညာကိုနှိုးဆော်ရင်တတိမရှိတစုံတယောက်မျှသာတည်သည် အဝါရောင်တင်ငဲနှင့်ယဟန်တပါး သူနာပြုဆီယာမကယဟန်အားအဝေးသို့ လက်ညှိုးညွှန်ရင်းတခုခုပြောနေသည်ယဟန်ကတကားမှန်ချက်မှတဆင်အတွင်းသို့ကြည်တော်မူလျက်အခန်း内ကအမောင်ကိုမခွင်နိုင်သောမျက်လုံးအစုံဖြင့်လက်အုပ်ချလိုက်သည်ဆရာတော်ဦးစတိလာဆရာတော်ဦးညာနေတရာဆရာတော်ဦးဥဒမတာရာ ဇယကြီးဒေါ်ပညာဝတီဇယကြီးဒေါ်တိရိမာကျေးဇူးကြီးမြတ်တော်မူသောတန်ဃာတော်များအားရည်မှန်းမိသည်လက်အုပ်ကို မြဲစွာချီ၍တန်ငန်ပူစီမိပါဖျားဟုနှုတ်မှယွတ်လိုက်သည်အယိုးပြန်ပြန်ပေါ်မှအကြောများအရေးပြားများနှင့်မိမိလက်အုပ်ကိုမိမိမယုံကြည်နိုင်အောင်ဖြစ်ရသည် ်အေယာပေါ်တွင် လက်အုပ်ချီလျက်မျက်လုံးများမေ့စင်စွာပွင့်လျက်ပါးစပ်ဟာလျက်ငြိမ်သက်နေသောမိမိကိုမိမိမြင်နေရသည် အနီးအပါမှ ဝေဒနာဖြင့်ညဉ့်ညူလက်ဆလူနာများကမိမိကို လက်ညှိုးထိုးပြသည်ကိုမြင်သည် သူနာပြုဆရာမကစောင့်ချုံပေးသည် ထို့နောက်အဝိအစအထက်ထက်ဝှထားသော အလौဒမနှစ်ယောက် လှဲတစည်းနှင့်ယောက်လာကြသည်သူတို့သည်ကရင်ပေါ်မှသီလာရှင်ဒေါ်တုံတရီခေါ်တက်ဝေကိုမိမိအမှတ်ဖြင့်တည်ဆောင်သွားရန်ပြင်ဆင်နေကြသည်အလွန်လျှောက်ချင်းကြည်ချင်သောစင်ချန်လန်းကိုလျှောက်ရတော့မည်ဟု တွေးလျက်လှဲ့ကြည့်မိသည်စင်ချန်ကြောက်သားပေါ်တွင်ပင် နေရောင်ကြီးချောင်းဖြစ်သောတက်လျက်တို့သည် တလက်လက် ဟုတ်ကဲ့ဆီယာမာကြီးခင်ဆန်းမွန်ရဲ့တန်လျက်ဤတစ်ဖက်ကမ်းမှာဆိုရဲဝိထုရှိစက်သိမ်းပါပြီရှင်အဆုံးထိနာဆင်ပြီးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်